အဆောင်သွင်းနည်းနဲ့ပတ်သက်ပြီးနည်းနည်းကြံခဲ့ရရှိတယ်။အဲအဆောင်သွင်းတဲ့နေရာမှာဘယ်နေရာတွေမှာသွင်းမလဲဆိုလို့ရှိရင်တော့ထွေထူးကြီးကိုမသွားကြဘူး။ဟိုလွယ်ပြီးလွယ်လိုချင်တယ်ဆိုတော့အဲ့ရဖျားစင်ရရှိပါပဲလို့ပါ။ဘာမှမဖြစ်ပါဘူး။ရပါเนาะ။အဲ့ရဖျားစင်ရရှိပါပဲလို့အာတေချာလေးဖျားစင်မှာတောက်တော်ရီဒီပါကကိုရည်ရွယ်ချက်ကပါလေအဆောင်သွင်းမှုအတွက်ရည်ရွယ်တယ်ဆိုပြီးတော့ဒါကုသိုလ်ကောင်းမှုပေါ့နော်ဒီကုသိုလ်ကောင်းမှုလို့ဖြို့ပါကကြောင်းကျွန်တော်ရဲ့ အားသာရှာစတို့လည်းထပ်ပါစီကျွန်တော်ကျွန်တော်ရွတ်တဲ့မန္တန်ဒီလည်းငခိုးတက်ပို့ပြီးတော့အစွမ်းထပ်ပါစီပြင်အဆောင်ကောင်းကောင်းလည်းကတ်ပါစီပေါ့နော်ဆောင်းကောင်းကောင်းလည်းဝင်ပါစီပေါ့ကိုယ်အကျိုးပေးမဲ့အဆောင်မျိုးကိုယ်နဲ့ပထန်းဆက်ပါပြီးတော့ကိုယ်အကျိုးပေးမဲ့အဆောင်မျိုးဒါဆိုဒါညံုံသုံးတာနော်ကိုပြောတဲ့ခါမှာအဲ့ဒါကြီးထည့်ပြောလို့ရတယ်ဆူတောင်းပြောလို့ရဒီမန္တန်ရွတ်ပြီးတော့ပြင်ဆူတောင်းပေါ့မန္တန်ရွတ်လို့ဝပြီးဆူတောင်းပေါ့နော်အရင်ကတော့ဒီတေးကြီးကျွန်တော်မူကြီးဖြစ်သွားအောင်ကျွန်တော်မပြောထားအောင်နော်ဟုတ်လားကာယကရှင်ရဲ့ ကာယကရှင်ရဲ့ဉာဏ်ပေါ်မူတည်ပြီးတော့အများကြီးပိုကောင်းအောင်လဲဆူတောင်းလို့ရတယ်အများကြီးပိုကောင်းအောင်နီးလန့်သုံးလို့ရတယ်ကျွန်တော်ပြီးတဲ့နီးလန့်နေကုန်လုံးကချုပ်ပြီးတုပ်ပြီးမပါဘူးเนาะအတိဉာဏ်နဲ့စဉ်းစားပြီးတော့အတိဉာဏ်နဲ့ဟာလာစင်ကျင်ပြီးတော့ချိန်တိုင်းတာပြီးသုံးလို့ရတဲ့နီးတွေပဲကျွန်တော်ပြောတာအဲ့တော့အာတချို့ဆရာကြီးလည်းပြောတယ်ပေါ့နော်ကျွန်တော်ဖေကွာလည်းပြောဥပါတယ်အကိုရဲ့ သဘောနဲ့ကိုလုပ်တယ်ပြောတယ်ဆိုတာကြတော့အာစရိယဝါဒပေါ့အတကယ်မှန်ဆိုရင်တော့ကျမ်းနဲ့ဘာနဲ့ပြောရမယ်ပေါ့ဒါကကြတော့ကျွန်တော်ကျွန်တော်ခံယူလိုက်တာအဲတယောက်နဲ့တယောက်ဆရာတယောက်နဲ့တယောက်အပြိုင်ဆိုင်နေပြောရပြီပညာတွေပြိုင်ရပြီဆိုရင်တော့ဒါကိုယ့်ဘက်ကတက်တီတက်ကာရနေပြောဆိုတဲ့အထိပဲဟုတ်လားရှေးခေတ်ဆရာကြီးတွေတော့ကကြတော့အာဒီကျမ်းနဲ့ပြောဆိုပြီးပြောတာပေါ့ဒါပေမဲ့အတုံးချတဲ့နေရာမှာကြတော့ စမ်းကြည့်อ่ะမစမ်းလို့မရမင်းဘယ်ချမ်းစာအောင်มามาလဲလေခီစီတွင်းကြရေးမထားဘူးခေါ်လာခဲ့လေရေးထားတယ်လို့ပြောတချို့တွေလက်တဲ့စမ်းပြီးရှောက်လုံနေတယ်လို့ဘာလို့ပြောတာလဲဟိုတလောဆရာတယောက်တွေပဲဆရာလည်းတော်တဲ့ဆရာတယောက်ပါပဲကျွန်တော်ထင်တယ်တဘာဘွားကြီးပါပညာလည်းတော့ရှိပါဒါပေမဲ့ကျွန်တော်ကတော့အလံခံတချို့ဆိုရင်မြန်မာပြည်ရဲ့ education system တွေရဲ့ညင်နေလဲပါမှာပေါ့ဗျာဟိုကိုထက်တည်ရမလား အရှိန်ဝါကြီးတယ်ကိုထက်ပညာတတ်တဲ့အသက်ကြီးတဲ့လူတယောက်ကကိုအဲသူ့ရဲ့မူတစ်ခုထုတ်လိုက်ပြီးကိုနဲ့ဆန့်ကျင်နေဆိုအဲအဲ့လူနောက်ကိုပါသွားတာဟာသူတော်ဒီလိုပြောနေတာပါတော့ညာနိုအဲ့စိတ်တက်ကိုပြင်လိုက်တော့ကိုကိုယုံကြည်ဒါမှခေါင်းလေးတော့ထဲတာတွေ့ကြုံရှိတဲ့လူပြောတဲ့ဟာကိုခေါင်းလေးတော့ထဲတာပြီးရင်ကိုကယုံကြည်တဲ့ຢာတစ်ခုကိုလည်းသူနဲ့တွေ့ဖယ်နေအောင်ဆန့်ကြည့်လိုက်မှားရင်တော့ခံလိုက်ပေါ့အဲ့တော့မှားတဲ့နေရာမှာငါမှားသွားရင်ဟုတ်လားနိမင်းကစား မခံရခြင်းဒါကိုယ့်အကိုချိန်မော့ဉာဏ်ရှိတယ်မလားဟုတ်ပါပြီအဲ့တော့ပြောမယ်ဆိုရင် logic ပညာအရန်ကျဲတော့လေနည်းနည်းစလိုက်တာ ਨੇ တကယ်ကျွန်တော်ပြောပြခြင်းလဲဆိုရင်ပြောမဆုံးတော့ဘူးတော့ကျွန်တော်အများကြီးစမ်းသပ်အများကြီးဟိုကြက်တွေးတော့ကြံစားထားတယ်အများကြီးရှိစမ်းလဲစမ်းတယ်အများတယ်ကျွန်တော်စမ်းပြီးမှပဲယုံလာကျွန်တော်ဖေပြောတာတော့ကျွန်တော်တရားလက်လို့ကျွန်တော်မယုံเนาะဒါမှန်ကန်တဲ့နီးလန်းလို့ကျွန်တော်ကတော့ယုံကြည်တယ်ဟုတ်ပြီအဲ့တော့ ရွတ်တဲ့နေရာเนาะအဲ့မှာကျွန်တော်အကြံပေးပြီเนาะဆူတောင်းမို့ဘလို့ဆူတောင်းမလဲเนาะအဲ့မှာဘုရားရှင်မှာဆိုလဲဘုရားကိုဒါကုသိုလ်ပြုဒါနသီလဘာဝနာပြုတေချာပြုဘလို့ရွေချင်းနဲ့ပြုတာလဲဒီကုသိုလ်တွေကတော့ဘုရားကိုစင်တာထားပြီးတော့လုပ်တဲ့ကုသိုလ်ပဲရွေချက်လေးကကိုယ်ဥစ္စာနာလေးပြည့်ချင်တာပါလေဆန္ဒညှို့လို့ရတယ်เนาะတချို့ကကုသိုလ်ကအာဗာလဲဟိုနောက်ကလိုချင်နေတဲ့လောဘပါနေမရဘူးလို့ပါတော့ကြောင်းเนาะကောင်းသောလိုချင်ဆန္ဒ ဖြစ်လို့ရတာเนาะဘာလို့ဆိုနိဗ္ဗာန်လိုချင်တယ်ဆိုတာကောင်းသောလူရင်းဆန္ဒပဲဒါကိုလောဘလို့သွားပြောလို့မရအောင်အဲ့လိုပဲဟိုကုသိုလ်ရချင်တယ်ဆိုတဲ့ဥစ္စာလည်းဒီလိုပဲပုံကူကောင်းကောင်းနဲ့နှီးစက်ချင်တယ်ဆိုတာလည်းဒါဘယ်လိုပြောရမလဲဟိုကောင်းဘယ်လိုပြောရမလဲဆရာကောင်းသမားကောင်းချင်းကက်တယ်လို့ပုံစံမျိုးပဲပေါ့နော်ဟုတ်ပြီအဲ့ကောင်းတဲ့စူတောင်းဝါရှိရမယ်နော် ညသောဘုရားဟုတ်ခဲ့သလိုပဲပညာဆိုလောဘထားရမယ်ကျန်တာလောဘမထားနဲ့ပညာဆိုလောဘထားမယ်စသဖြင့်အဲ့တော့ဆန္ဒလေးကိုလည်းညှို့အာရည်ရတာလည်းဒါဘုရားအပေါ်မှာကုသိုလ်ကောင်းမှုပြုတယ်ဘုရားဝေယဝိဇ္ဇာလုပ်တယ်ကုသိုလ်ကောင်းမှုရအဲ့ဒီကုသိုလ်ကောင်းမှုတွေကြောင့်ပါပါပါကိုရှင်မပြောခဲ့ပြီဗျာစကားတွေရဲ့များပါတယ်ဆိုတော့အာအိယံဘုရားနော်ဒါဘယ်မှမတော်နဲ့အိယံဘုရားပြီးနတ်စင်ရှိမှလည်းပြောနတ်စင်ကောင်းကောင်း ဲ့ဒါပုံသေးပဲတော့လောကီပညာပါနေရာတွေလည်းရှိတယ်ဒါနတ်နဲ့ဆိုင်တာနတ်စင်နေသွားမယ်ဖရားတွေတဝူးကြီးဖရားတွေသွားမယ်ပရိသတ်စီတဝူးကြီးဖရားမှာဘာလို့လီးသွားစေကြအိမ်ကဖရားလည်းဖရားပဲဟုတ်ပါတယ်အိမ်ကဖရားလည်းဖရားပဲအတူတူပဲတကယ်တမာရီဝင်စားနိုင်တယ်ဆိုရင်အိမ်ကဖရားနဲ့လည်းကလည်းအကောင်းဆုံးပဲအဲ့ဒါမဲ့ hate တို့ that တို့ဟာလာကာလန်လီသန်တို့ပတ်ဝန်းကျင်တို့ဆိုတာကလည်းအထောက်ပံ့ပေးတာတွေအများကြီးရှိအထောက်ပံ့ပေးနိုင်တာတွေအများကြီးရှိပုဂ္ဂိုလ်ပိုင်းဆိုင်ရာ ဟုတ်လားဆက်သွယ်ပိုင်းဆိုင်အနံလောကနဲ့ဆက်သွယ်ပိုင်းဆိုင်ရပေါ့ဒါတွေကနေရာတွေကအရင်စကားပြောနော်အဲ့တော့ဖျားတွေအကျင့်စဉ်တွေကျင့်တဲ့အခါကျရင်လို့တောင်တွေတောတွေတစ်ပင်တွေအာရေရေစိတ်တွေဟုတ်လားရေကန်ရေစိတ်အဲပြီးရင်ရေတခုံတွေစသဖြင့်အဲ့တော့ဟုတ်ပြီဒါကလမ်းကြုံလို့ပြောတာအဲ့တော့အဆောင်သွင်းတဲ့အခါမှာနက်စင်ကောင်းကောင်းနက်စင်မှာပွဲရနက်စင်ဆိုပိုကောင်းတယ် ်တစ်ပင်ကြီးကြီးဥပမာနတ်ဆင်တော့ရှိရမှာတစ်ပင်လည်းကြီးတယ်နတ်ဆင်တိတိပဲရှိအောင်ရတစ်ပင်ကြီးကြီးဥပမာနတ်ဆင်တစ်ခုရှိရအဲ့နတ်ဆင်ကပွဲရပွဲပါရတာတဲ့နတ်ဆင်ဆိုပိုကောင်းတယ်မကြမ်းမြန်ဒီနတ်ဆင်ကပွဲတွေပါရအောင်လာပေးတတ်တယ်ဆိုတာမျိုးနော်အားမျိုးဆိုပိုကောင်းတယ်ပြင်တကူကြီးဖျားတယ်နော်အာပြီးရင်ဝိဇာဝိဇာတနန်းနေဟလာပြီးရင်တချို့ဖျားတွေမှာဆိုလို့ရှိရင်တိုက်တိုက်နေရာတွေရှိမယ်ပြီးလို့ရှိရင်အဆောင်ပုဂ္ဂိုလ်ကြီးတွေထားတဲ့နေရာတွေရှိမယ် ထားပါတော့ဟိုမှာကြိုက်ဝိုင်းဖျားဆိုလို့ရှိရင်အာရဲရဲဘောင်နာကရဲဘောင်နဲ့ရဲရံအောင်နာတမိုင်းလန်းဆိုကြောနာကြိုက်ဝိုင်းဖျားဆိုလို့ရှိရင်ကြိုက်ဝိုင်းစီရောမြေကြီးမှာဆိုရင်အမရတာရက်ခါကြီးရှိရလीနော်အဲ့ဒီကြိုက်ဝိုင်းစီရောယူဆောက်ရှောက်ရက်ခါကြီးရှိအဲ့ရက်ခါကြီးရှိမှာပဲဖြစ်ဖြစ်ဒါသူတို့အຫນွယ်ွားတယ်လေရကောင်းရနိုင်တယ်လေစောင့်နေရအဲ့လိုပဲစေဝိဇာကြီးတော့နောင်တော့ဆိုတာဟိုရခိုင်ကြီးနောင်ပြောတာ ဘာရခိုင်ညီတော်ထိုင်းထိုင်းဘက်မှာလည်းရခိုင်ညီတော်အမည်ရှိတယ်။ဒါကတော့တနွယ်တဲတွေပဲ။အဲ့လိုသူတို့ရဲ့ရှိမှာပဲရပွဲတွေပါပြီးပြီးတော့ရုတ်ဖက်ပြီးလောက်ရင်ပိုကောင်းလာ။နောက်ဖျောင်းနိုင်တွေပါထုံးအမွေးနိုင်တွေပါထုံးပန်းတွေပါလူငါဘလူးတွေဆိုလို့ရှိရင်ဒါမျက်စိပန်းတွေကြိုက်တာပေါ့။နော်။ကွန်းတွေလည်းဆက်လို့ရတယ်။ဟုတ်ပြီလား။အဲ့တော့အဲ့တော့နေရပြောပြီးပြီ။အဲ့တော့ဘလူးစမ်းသပ်ထားပြီးတော့အာကျောင်းလုံးကမှာဒါနာသီလာဘာဝနာ လုံမယ်ဟလာတေးရာလေးလုံမယ်ပြီးရင်ဒီမန်တန်ကိုရုပ်ပြီးတော့အဆောင်သွင်းမယ်ပေါ့အဲ့တော့မန်တန်ကိုလည်းဒါကိုအဆောင်သွင်းမှုတို့တခုမှအသုံးချတော့မှာဖြစ်တဲ့အတွက်မန်တန်ထက်နေအောင်နော်ကိုနဲ့တသားတည်းဖြစ်နေအောင်ကြိုပြီးထုံထားတဲ့နဲ့ဟလာ6ရက်18ရက်အဲ့လိုမျိုးပုံစံပေါ့အဓိဋ္ဌာန်တနေ့1000 2000 3000အဲ့လိုမျိုးရွတ်နေတဲ့ရွတ်ပြီးတော့အဓိဋ္ဌာန်ထားပြီးမှအဓိဋ္ဌာန်ဒီပါထုံနေအောင်ရွတ်ထားပြီးမှအဲ့အဆောင်သွင်းတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်ပို့ပြီးတော့ထိရောက်တာပေါ့နော် ညံညံသုံးပေါ့နော်ဟုတ်ပြီအဲ့တော့မေးချင်တာရှိရင်လည်းမေးခဲ့ပါ